မြန်မာနိုင်ငံမှာကားထောင်ထားတဲ့အုံနာနဲ့ကားမောင်းနဲ့ရင်မောင်းဖြစ်ရတာဒေါ်တော်လေးကို အောက်ကြရပါတယ်။ဘယ်ဆိုရတတ်တဲ့ကုန်စီပို့ဆောင်ရေးဆိုတာကိုအောင်မြင်အောင်မလုပ်ပေးနိုင်တာကိုငွေကြေးတက်နိုင်တဲ့ပြည်သူတွေနဲ့ရင်မောင်းပြီးစီးပွားရှာနေတဲ့ဒေါ်ဝါတွေကိုမှအားမနာကြဘူး။ကားတွေ့တာနဲ့ငွေတောင်းတဲ့ဂိတ်ပေါင်းစုံအဖွဲအစည်းပေါင်းစုံလိုင်စင်ရငွေတောင်းချိန်ချောက်ငွေတောင်းအာဓမ္မငွေတောင်းအဖွဲတွေပဲတနေ့တခြားများလာတာပဲတွေ့ရတယ်။ ယခုဆိုရင်အစိုးရကနှစ်ခုဖြစ်တော့အဖွဲ့နှစ်ဖွဲ့အဖွဲ့အစည်းနှစ်ခုကြားမှာကျွန်တော်တို့ကာသမားတွေခင်ဗျာမျက်နှာငြေရပါတယ်အောက်ကြရပါတယ်ကာသမားတွေတွေ့လို့ဘာများကူညီပေးရမလဲခဏနားပါအောင်ရေတောက်ပါအောင်ထမင်းစားပါအောင်ဆိုတဲ့အဖွဲ့အစည်းယနေ့အချိန်ထိမတွေ့ရပါဘူးမော်တော်ယာဉ်နဲ့ပတ်သက်လို့ဥပဒေတစ်ခုထွက်စပြီးစိတ်ညစ်ရတာရင်မောင်းရင်ပိုင်ရှင်တွေပဲစပြီးပျော်ရွှင်ရတာတော့အထက်ပေါ်ပြပါ ဖွဲ့စည်းတွေပါပဲမနက်မိုးလင်းမျက်စိပွင့်လာနဲ့စားပြီးအသုံးပြုတဲ့ပစ္စည်းတွေဆိုတာတည်ယူပို့ဆောင်ရေးလုပ်ပေးနေတဲ့သူတွေကြောင့်ဆိုတာခမားတို့တွေသိတင်ပါတယ်ဘယ်အစိုးရအဆက်ဆက်မှမလုပ်နိုင်ခဲ့တဲ့အလုပ်ကိုကျွန်တော်တို့တွေတာဝန်ယူဆောင်ရွက်ပေးနေတဲ့ကျွန်တော်တို့ရင်ပိုင်ရှင်ကြီးများကျွန်တော်တို့ရင်မောင်းများကျွန်တော်တို့ရင်နောက်လိုက်များအမြဲတမ်းကူညီအားပေးစာနာသင်ပါတယ်အခုတော့ဖြင့် ကဲအပွဲပွဲမယ်ငါဥက္ခရနေမယ်မင်းတို့ကဘာယာတူးอยู่တက်ဆန်ရာကိုတင်ပြမယ်ဘောင်းချာရိုက်မယ်ငွေတောင်းမယ်ဆိုတာကြီးပဲကျွန်တော်တို့ကတွေ့နေရတယ်ဆိုတာခင်ဗျားတို့ကသိစီခြင်းနဲ့မြင်စီခြင်းပါတယ်မြန်မာနိုင်ငံကြီးဉာဏ်ဆုံးအေဂျင့်ပါရပါစီ